ဒီကောင်ကတော့လေတီယံအိုင်းယုံဘက်ထရီတွေကိုအသင်းနဲ့ခြားခြားပေါ့ဗျာဒီခြားခြားမှာကျွန်တော်ပြချင်တာကပုံမှန်မြင်နေကြရလို့မဟုတ်ဘဲနဲ့ဒီဘက်ပိုင်းပေါ့နော်ကွန်ပါတာဘိုင်းမှာကျွန်တော်တွေ့ရတဲ့ဟာတွေကိုကျွန်တော်ဒိုင်ဂရမ်ဆွဲရင်းနဲ့ပြပေးမယ်ဗျာနော်ဒီဘက်ကတော့ဒါဝင်လာပြီးတော့မှ AC ဝင်လာပြီးတော့မှဒီမှာအဘရစ်တိုင်းအောင်ရှိမယ်နည်းနည်းမှောင်းနေတယ်ပြတာရှိမယ်ဒီမှာဖီလ်တာကပ္ပစီတာရေးရှိတော့ပေါ့နော်အဲ့ဒီကတော့ကျွန်တော်မဆွဲတော့ဘူးနော်အဲ့ဒါကိုအတူပေါက်ပြဒီလိုလေးပေါ့ ဝင်လာတယ်ဗောဗျာ AC ဝင်လာတဲ့ဟာဟုတ်ဒီမှာနော်ဒိုင်အုန်းနဲ့ထွက်ဒိုင်အုန်းနဲ့ပြောင်းလိုက်ပြီဗောပြောင်းလိုက်ပြီးတော့မှဒီမှာဖဲတာကပက်စတာရှိနေဗောအဲဒီဘက်ကဒါအဲကျွန်တော်ခေါင်းချလိုက်တော့နော်ခေါင်းချလိုက်တော့မယ်အဲ့ရပြီးတော့မှဒီကထွက်လာတဲ့ကောင်းနော်အဲ့ဒါကိုပြန်มาလဲဆိုရင်ဒီမှာကြည့်အောင်ဗျအဲ့တော့ ဒီမှာတော့ထွက်လာ capacitor ကြီးဒီမှာထွက်လာတယ်။ထွက်လာတော့ဒီဘက်ကကောင်ကဒီကောင်ကအပေါင်းလို့မှတ်လိုက်။ကျွန်တော်ပျောက်သွားမှာဆိုလို့အဲ့လိုဆော့ပိုင်းလေးနဲ့မလိုက်မှတ်တာနော်။ Sorry ကိုထင်လို့ရတယ်။အဲ့ဒီကောင်ပေါင်းဒါအနှုတ်လမ်းကြောင်းလေကောင်အနှုတ်လမ်းကြောင်းနော်။အဲ့ဒါကိုလိုက်တယ်ကျွန်တော်တို့။အဲ့တော့ဒီကောင်အပေါင်းအပေါင်းကဒီမှာဒီထဲဝင်သွားတယ်။ဒီနေ့အပြင်ဒါ mosfet ဆိုထွေးင်းနေပေါ့ဗျာအလင်ကုန်းပေါ့။ နော် drain နဲ့ဝင်သွားတယ်အဲ့ဒါကိုကျွန်တော်တို့ဆွဲမယ်ဆွဲတော့ကျွန်တော်တို့က drain ဆွဲတဲ့ကျွန် mosfet ဆိုတဲ့ကျွန်တော်အဒီမှာလွှဲအောင် ngbt လေးနဲ့ဆွဲလိုက်မယ်ဗျာ ngbt ဖြစ်တဲ့တော့ကျွန်တော် collider ပေါ့ဒီက collider ဝင်သွားတယ်ဒီဘက်က source နဲ့ collider emitter ဘက်ကနေပြန်ထွက်မယ်ဆိုတော့ဒီနော်ဒီမှာဝင်သွားတယ် emitter ဘက်ကပြန်ထွက်တဲ့ကောင်နောက်တစ်လုံးနော်ဒီမှာနှလုံးပါနော်ပုံမှန် SMPS တွေရတယ်မှာတစ်လုံးဒီမှာနှလုံးပါနော် ဒီမှာဒီဘက်မှာ transistor နှလုံးပါဒီမှာတစ်လုံးဒီမှာတစ်လုံးနော်နှလုံးပါအဲ့နှလုံးလည်းဝင်တော့ကျွန်တော်ကြည့်မယ်နော်ကျွန်တော်မြင်နေချမ်းမဟုတ်တရားလေနော်အဲ့တော့မြင်နေချမ်းမဟုတ်လေကျွန်တော်တို့ theory သိထားလို့ရှင်ဒါ background blue ဆိုတာချိတ်ဆက်ထားဆိုတန်းတည်နော်အဲ့တော့ဝင်လာတယ်နောက်ဘယ်အဲ့ထွက်လာတဲ့ကောင်ကမှဘယ်တဲ့လို့ဆိုတော့အလင်းငုတ်ကိုပဲပြန်ဝင်တယ်နော်အလင်းငုတ်ကိုပြန်ဝင်တော့ဒီလိုပေါ့နောက်တော့ငုတ်နော်ဒိန်းနေဝင်တယ်ပေါ့အဲ့ ဒရင်နေပြီးတော့ဒီမှာပြန်ထွက်သွားတယ်ဆုစတာပဲရောက်သွားတယ်ဆိုကျန်နေတည်းရနှုတ်ထဲတော့ရောက်သွားတယ်အဲဒါကိုကျွန်တော်ခေါင်းချလိုက်ခေါင်းချလိုက်မယ်ဒီကောင်ကိုပို့ပြီးကြည့်လောက်ဒီလိုလှုပ်လိုက်မယ်ဗျာနော်ဒါ ground လို့သတ်မှတ်လိုက်နော်ဒါ ground အဲ့ဒါပြီးတော့မှဒီဒီနှစ်ခုရဲ့စုံချက်ကနေပေါ့နော်စုံချက်ဆိုတာဒီမှာ ဒီကောင်ရဲ့ source နဲ့ဒီမှာတွင်းနဲ့အလင်းဆုံးချက်ပါနော်အဲသူ့ရဲ့ source နဲ့တွင်းနဲ့နော်အဲဒီနေရာပြင်ဒီဘက်ကဆိုပေါ်လာတာဒီဘက်ကဆိုအိမ်တာအဲဆုံးချက်ကနေဒီမှာဂျမ်ဘာကူပြီးတော့ထီရောက်တယ်ဒီကနေမှဒါကွာနော်ကွာရဒီဘက်ကိုရောက်တယ်ဟောတိတ်မထင်ဒီနားပေါ့ဗျာဒါကွာဒါကွာကြီးပေါ့နော်အဲ့တော့ဒီရောက်တယ်ကွာရဒီဘက်ကို ဒီဘက်ကဒါနော်တစအဲ့ကြဒီကနေ့ကျွန်တော်ဆွဲလိုက်မယ်အဲ့တော့အဲ့ပဲဒီဘက်တစရတယ်အဲ့ပဲတစဟာဒီမှာဒီမှာတငုပ်ရှိရဲ့ဒီမှာတငုပ်ရှိရဲ့ဆိုရင်ဟင်းရနော်အဲ့တော့ဒီကောင်းဒီ point ဒီကနေ့ဒီရောက်လာမယ်နော်ဒီမှာတစဒီမှာတငုပ်ဒီမှာတငုပ်နှစ်ငုပ်အဲ့နှစ်ငုပ်ကပါလဲဆိုရင်ဒီ capacitor နီးတယ်အဲ့ဒီနှစ်ငုပ်ကိုအဲ့နှစ်ငုပ်ကဒီဘက်ကိုပြန်ရောက်လာတယ် ဖဲနာကိုရောက်လာလဲဆိုဒီကိုဒီတငုတ်ကဒီမှာလာရောက်တယ်ဒီတငုတ်ကဒီထဲမှာလာရောက်တယ်တနည်းအားဖြင့်တငုတ်ကကပ္ပစီတာတလုံးကအပေါင်းလာရတဲ့တလုံးကအနှုတ်ကိုလာရောက်တယ်အဲဒါတလုံးကဒီမှာဆွဲလိုက်မှာနော်အဲတလုံးကဒီစုံချက်ကနောက်တလုံးကအနှုတ်ကိုလာရောက်တယ်ဒီလိုမျိုးဖြစ်ပါနော်အဲ့ဒါနေပြီးတော့မှဟိုဘက်ကနေပြီးတော့ကွိုင်းဒီဒီ transformer ရဲ့ဟိုဘက်ကနေထွက်သွားမှာနော် ဒါ transformer ဒါဟိုဘက်ထွက်သွားမယ်လုံးဝနော်အဲ့လိုမျိုးနော်ဒါကဒါကျွန်တော်တို့တင်နန်းထဲမှာဒါဒီတရားကိုဒါလေ့လာပြီးသားဆိုကြတော့ဒါပါလဲဆိုတာသိသွားမှာနော်ဒီပုံစံလေးကိုပြလိုက်တယ်နော်ဒီဘက်ကကျတော့ဒါဆွေးချင်းလုပ်ပေးမယ်ဒီဘက်ကကျတော့အဲ့ဒီနေရာကိုဆွေးချင်းဒီဘက်မှာပါမယ်ကမစီတာနှလုံးခံထားတယ်နော်အဲ့ဒါကွန်ပါနာ